မြမရုပ်ရှင်အတိုင်းဝိုင်းကမကြာခဏကြာဖူးရတဲ့လက်တုံစကားတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုရင်ငါတို့မှာခင်မိတဲ့ပစ္စည်းကရိယာတွေမရှိလို့ငါတို့မှာဘတ်ဂျက်မလောက်လို့ငါတို့မှာလုပ်ပိုင်ခွင့်တွေရိုက်ပိုင်ခွင့်တွေမရှိလို့စသဖြင့်ပေါ့အမှန်ပါတယ်ရုပ်ရှင်ရိုက်လို့ရှိရင်လိုအပ်တဲ့လောက်တော့လိုတယ်အထိုင်လျောက်တော့လိုတယ်ဟုတ်တယ်ဒါပေမဲ့ဒီလူတွေကကိုကိုကိုရောမေးခွန်းထုတ်ဘူးလားပေါ့ငါတို့မှာရောတကယ်လုံလောက်ပြီးပြည့်မီတဲ့ရေသွေးရှိတဲ့အမှုပညာ အားလုံးမှာရောတကယ်ရှိရဲ့လားဆိုတာကိုမေကွန်ထုတ်ဖူးကြလား။တော့是我最愛的哈都是我最愛的啦。阿媽是偏偏的每天是最心肝寶貝哈。အားလုံးမှာပါကျွန်တော် Razor ပါ။ဒီဗီဒီယိုကတော့ဒီနေ့မနက်မှာပဲကျွန်တော်ကြည့်ပြီးသွားတဲ့ရုပ်ရှင်တကားကြောင်းပြောပါမယ်။အဲ့ဒါကထိုင်ဝမ်ရုပ်ရှင် Left Handed ကဖြစ်ပါတယ်။ဆိုတော့မြန်မာလိုဆိုရင်တော့ပေကျော်ကောင်မလေးပေါ့။စပေတန်မလေးပေါ့။ ဒီကားကကျွန်တော်စောက်ကြည့်တဲ့ရုပ်ရှင်ပေါ့နော်ဘာလို့လဲဆိုတော့မနေ့ကအော်စကာရရတဲ့ကျွန်တော်ကြိုက်တဲ့ဒါရိုက်တာရှောင်းဘိတ်ကာ ਨੇ တူတူရုပ်ရှင်လုပ်တဲ့ချီချင်းချိုရဲ့ပထမဦးဆုံးရုပ်ရှင်ဖြစ်တဲ့ဟိုသူတို့လုပ်တဲ့ရုပ်ရှင်ဆိုတော့ကျွန်တော်အဲ့လိုမျိုးအကြည့်ချင်တယ်ပေါ့နော်ပြီးတော့ဒီရုပ်ရှင်ကရှောင်းဘိတ်ကာလဲတွဲဖက်ရေးထားတယ်ပြီးတော့သူကိုယ်တိုင် edit လုပ်ထားတယ်တီးဖြတ်ထားတယ်ပေါ့နော်အဲ့ရုပ်ရှင်ကအခုမှထွက်လာတယ်ဆိုပေမဲ့ဇက်လန်က လွန်ခဲ့တဲ့25နှစ်လောက်ကတည်းကသူတို့အိုင်ဒီယာရှိခဲ့တယ်လို့ပြောတယ်။သူ60ကျော်ခုနှစ်တည်းမှာဒီရှီချင်းနဲ့ရှုံးဘိတ်ကနေကရုပ်ရှင်ကြောင်တူတူတက်ခဲ့တယ်လို့ပြောတယ်။အဲမှာသူတို့တွေ့ပြီးတော့ရှီချင်းကပေါ့နော်သူ့အိုင်ဒီယာရှိတယ်။သူ့အဖိုးကသူ့ကိုမြေတန်းငယ်တုန်းကပေပေကျော်ဆိုလို့ရှိရင်ပေလက်ဆိုရင်မကောင်းဘူး။ဒါနတ်ဆိုရီလက်အဲ့လိုမျိုးပြောခဲ့ဘူးတွေပေါ့။ဆိုအဲ့ဒါကိုအခြေခံ concept ပြုထားပြီးတော့ဒီ core story တည်ထားတယ်ပေါ့နော်။ အဲသူတို့အဲ့တုန်းကတတ္တစာဖလင်မေကာတွေဆိုတော့အဲ့လိုထုတ်ပေးမဲ့ producer တွေမရှိဘူး budget မရှိတဲ့အတွက်ကြောင့်သူတို့တခြား project တွေအရင်လှုပ်ဖြစ်တယ်ပေါ့အဲအဲကြောင့်ဒီ project ကိုမလှုပ်ဖြစ်လိုက်ဘူးအခု2025မှာအာရုပ်ရှင်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီရုပ်ရှင်ကထိုင်ဝမ်ရုပ်ရှင်တရုတ်စကားပြောထိုင်ဝမ်ရုပ်ရှင်ဖြစ်တယ်ဇလန်မျိုးစားကတော့ drama ပဲပေါ့နော် family drama ပေါ့ အာကျွန်တော်ရုပ်ရှင်ကြောင်းဖြောတဲ့ဗီဒီယိုတွေမှာဆိုလို့ရှိရင် spoiler တွေမြဲပါဖြစ်တယ်။ဒါပေမဲ့ဒီဗီဒီယိုမှာတော့ spoiler free ပြောမယ်ပေါ့နော်။အဲ့တော့ရုပ်ရှင်မကြည့်ရသေးလဲကြည့်လို့ရတယ်။ဒါပေမဲ့ဘာမှမသိထားပဲနဲ့အဲကြည့်လို့ရှိရင်ဒီရုပ်ရှင်ကပိုကောင်းတယ်လို့မြင်တယ်။အဲ့တော့ဇက်လန်ကြောင်းပြောမယ်ဆိုရင်ဇက်လန်ကဒီထိုင်ဝမ်ကအမျိုးသမီးတစ်ယောက်ရှိတယ်ပေါ့နော်။သူကလေး၂ယောက်နဲ့သမီး၂ယောက်နဲ့ပေါ့။သူကနယ်မြို့မှာပဲမိသားစုနဲ့အခြေချပြီးတော့မှ သူမိသားစုပြဿနာကြောင့် ဒီဘက်အခုမှပေါ့နော်တိုင်ပေမျိုးကြီးကိုပြောင်းရွှေ့လာတယ်ပြောင်းရွှေ့လာတော့အာနေစရာအခက်အခဲရှိမယ်ပထမဆိုလို့ရှိရင်ပေါ့နော်သူတို့နေစရာအခက်အခဲရှိမယ်ပြီးတော့စားဖို့တောက်ဖို့နေစင်သူကရှင်တန်ရုံးကန်လှောက်ရှားဖို့သူကပတ်စံလိုတယ်ပေါ့ပတ်စံလိုတော့သူတို့ညစီတစ်ခုမှခောက်ဆွဲဆိုင်လေးဖွင့်ထားတယ်ပေါ့နော်အဲ့လိုပေါ့နော်သူအမေရဲ့တမီးကြီးရဲ့တမီးအငယ်လေးရဲ့ရှိတယ်အငယ်ဆုံးတမီးလေးကဘေကျော်လေးပေါ့အဲ့ကြောင့်အဲ့ဒီအဲ့ဒီ left handed girl သူသူ့ကိုတည်ပြီးတော့ core story ကိုတည်ထားတာအဲ့တော့အမေက သူပြဿနာနဲ့ပတ်စံမရှိလို့သူဒုက္ခနဲ့သူတို့ရှုံနေတဲ့ချိန်ဖြစ်နေတယ်ပြီးတော့အမီအကြီးကလည်းနည်းနည်းသူကခက်ဆက်ဆန်နေတတ်တယ်လူပေါ်ပေါ်ပါပါပေါ့နော်ရှေးရိုးစွဲတွေမရှိဘူးခက်ဆက်ဆန်နေတတ်တယ်ကြိတ်ကကံပေါ့အဲ့အမီနဲ့တိတ်ပြီးတော့မတည့်ဘူးသူပြဿနာရှိတယ်ပေါ့နော်နောက်ငယ်ဆုံးသမီးလေးကကြတော့သူကခလေးဆိုတော့အဲ့လိုပေါ့နော်ခလေးပုံစံပေါ့ပြီးတော့သူရဲ့လက် ပဲလက်ကိုသူ့အဖိုးအိမ်သွားလဲတော့သူ့ပဲလက်ကိုသူ့ဖိုးကဒါဒီလက်ကိုလုံးဝမသုံးနဲ့ဒါနတ်ဆူလက်လက်မကောင်းမကောင်းဘူးပေါ့နော်အဲ့လိုမျိုးပြောတယ်အဲ့ဒါသူစိတ်တယ်ဆွဲပြီးတော့မကောင်းဘူးအဲ့လိုမျိုးဖြစ်နေပေါ့ဆိုတော့အမှဒီခလေးကိုတဲ့ပြီးတော့ပေါ့နော်သူ့ရဲ့ focus ထားပြီးတော့သူကြီးတွေရဲ့ပြဿနာတွေကိုဒီမိသားစု ပြဿနာတွေကိုဖြည့်ပြီးတော့ထည့်သွားတယ်ပေါ့အော်အဓိကကတော့အာရှမိသားစုအာရှ ကာချာပေါ့နော်အာရှမိသားစုပြဿနာတွေလူမှုရေးပြဿနာတွေကိုတော်တော်လေးထင်ဟနိုင်တယ်လို့ပြောရမယ်မြန်မာကာချာနဲ့လည်းဆင်တယ်ပေါ့နော်အဲ့မှာကျွန်တော်ကြည်တာသူတို့လေဒီလူမှုမိသားစုဘဝတွေမိသားစု relationship တွေချာမှရိုက်တာတော်တော်လေးတင်ပြနိုင်တယ်ပေါ့နော်မြန်မာကားတွေဆိုလို့ရှိရင်အရန်အားနေတယ်မြန်မာကားတွေမိသားစုပြဿနာတွေပြလို့ရှိရင်အရန်ပွက်ရန်ဖြစ်တယ်အဲရန်ဖြစ်ရင်လည်းဟေးလီဟာလာအဲ့လိုမျိုးပြစကကြီးသေးတာပြောနေတာ တကယ်မူရင်းစိတ်ရင်ခံကိုမပေါ်လွင်နေဘူးပေါ့နော်ဒီကားမှဆိုရင်တော်တော်လေးပေါ်လွင်နေအမေကလည်းပတ်စံအစင်မပြေဘူးဒုက္ခရောက်တယ်ပြီးတော့အမျိုးသားလည်းမရှိဘူးပေါ့နော်စင်ကမ်းမမို့ဆိုတော့ဟိုငွေကြေးခက်ခဲတော်တော်ဖြစ်တယ်ကျွန်တော်ကတော့ကောင်းကောင်းနားလေတယ်ဘာဖြစ်ဆိုတော့ကျွန်တော်လည်းအမေနဲ့ပဲကြီးပြင်းလာတဲ့သူကျွန်ငယ်လေးကလေးအဖေဆုံးသွားပါတော့ဆိုတော့အမေတယောက်တည်းပဲရှိတယ်ပေါ့အဲ့ဒါဒီဒုက္ခဒီရုံးကန်ရတဲ့မိသားစု ဒုက္ခကိုကျွန်တော်ကောင်းကောင်းလေးခံစားနားလည်နိုင်တယ်ဆိုတော့သူ့အမေမှာလည်းအဖိုးဖွားတွေမောင်နှမတွေရှိတယ်ဒါပေမဲ့အကောလုံးကမကူညီချင်လို့မဟုတ်ဘူးဗျာအရင်ဆန်းဆန်းကားကားဖြစ်နေတာလည်းမဟုတ်ဘူးမကူညီချင်လို့လည်းမဟုတ်ဘူးဒါပေမဲ့သူ့ခက်ခဲနေသူဆိုတော့မကူညီနိုင်ကြဘူးအဲ့တော့သူဒီကလေးနှစ်ကောင်နဲ့အဲဒီပြဿနာတွေလူမှုဒုက္ခတွေကိုရင်ဆိုင်ရတယ်ပေါ့နောက်တစ်ခုတရုတ်ရှင်မှာအဲ့ဒီဒီအရှိတိုင်းကာချာပေါ့နော်တားယောက်ျားလေးကိုပို့ပြီးတော့ဦးစားပေးတယ် ဥမာပေါ့စာတင်မယ်ဆိုလို့ရှိရင်လည်းမင်းကလေးစာမတင်နဲ့အာယောက်ျားလေးကိုပူစာတင်အမွေဆိုလို့ရှိရင်လည်းဟိုตาလေးตาတော့ကိုဦးစားပေးမယ်ตาကိုပဲပေးမယ်ပြီးကလေးတွေမွေးလို့ရှိရင်လည်းตาယောက်ျားလေးဆိုရင်ပို့ပြီးတော့အသေးတန်ဖြစ်တယ်ပို့ပြီးတော့ဦးစားပေးဖြစ်တယ်အဲ့လိုကာချာတွေထည့်ထားတယ်ဟိုတမီးဆိုလို့ရှိရင်တိတ်ပြီးတော့အေးမပါဘူးပေါ့เนาะအဲ့ဒါ writer ကိုပေါ့နော်အဲ့ဒီ interview တစ်ခုမှာကျွန်တော်ကြည့်လိုက်ရတယ်။ writer ကိုမေးတယ်ပေါ့။လွန်ခဲ့တဲ့25နှစ်လောက်ကတည်းက ဒီစက်ညုံကရှိတယ်ဆိုတော့အခုခင်မထွက်တာထွက်တဲ့ခါကြလို့ရှိရင်အခုကချာနဲ့ရောကန့်ညင်မှုရှိသေးရဲ့လားလို့မေးတယ်ဗောလူတယောက်ကသူတို့နောက်တိုင်းကလူတွေကဒီအရှိတိုင်းကချာကိုတိတ်ပြီးတော့နားမလည်လို့ဖြစ်မှာဗောနော်တကယ်ကဟုတ်တယ်ဒရိုက်တာလည်းအဲ့လိုပဲပြန်ဖြေတယ်ကြည့်တဲ့ဒီအရှိအရှိဘတ်အရှိအာရှပိုင်းကကြည့်တဲ့သူတွေကလည်းအဲ့လိုသူတို့ခန်းစားချက်နဲ့ဖက်တူညီမှုရှိသေးတယ်ဗောနော် တကယ်ဟုတ်တယ်မြန်မာမှာလည်းဒီအရှေယိုးဆွဲတာတွေတာယောက်ကြားလေးဦးစားပေးတာတွေအခုတည်းရှိနေတုံးပဲအဲ့လိုပေါ့နော်အတီးတီးပေါ့သူ့အမေရဲ့သူ့သမီးကြီးရဲ့သူ့သမီးငယ်ရဲ့သူတို့ဘဝကူစီနဲ့ဒုက္ခကူစီနဲ့အချင်းချင်းကြားကစိတ်ခံစားချက်မှုကူစီနဲ့ဒါတွေကိုဘလန်းလုပ်ပြီးတော့အချာလေးတင်ဆက်ပြနိုင်တယ်ပေါ့ဒီရှောင်းဘိတ်ကရုပ်ရှင် ရှောင်းဘိတ်ကအတီးဖြတ်ထားတယ်ဆိုတော့သူလည်းရေးထားတယ်ဆိုတော့သူ vibe ပါတယ်ပေါ့နော် ပြီးတော့အနုပညာရင်းတန်တဲ့ရုပ်ရှင်တွေကအလိုလိုနားလည်ခံစားနိုင်စွမ်းပေးတယ်ပေါ့နော်ဟိုယော့အဲဒီမှာတော့ဒါဖြစ်သွားပြီယော့ဒီမှာငါပြထားတယ်ယော့ဒါဖြစ်ပြီနော်အဲ့လိုပြောစရာမလိုဟိုသူ့အတူပြသွားတယ်ကိုကတော့လိုက်စင်စားနေတယ်ပေါ့နော်ဘာဘာလို့ဒီဒီဟာပါနေရတာလဲဘာလို့ဒီစက်ဝင်ခံကိုပြတာလဲဘာလို့ဒါကိုဒီစကားကိုပြောတာလဲကိုလိုက်ကြည့်တယ်ပေါ့အဲနောက်မှတဖြည်းဖြည်းပြန်ပေါ်သွားတဲ့အချိန်မှာအော် ။ဒါကြောင့်မလို့သူတာကိုဒီလိုဒီလိုဖြစ်နေတာ။ဒါကြောင့်မလို့သူကဒီလိုအမူကြီးဖြစ်နေတာ။ဒါကြောင့်မလို့သူဒီလိုပြောခဲ့တာ။စိုက်ဖြစ်ဆက်နှစ်ခုပေါ့နော်။ငါချင်းမှဒီလိုပြောခဲ့ရနော်။ရော့ငါဒီမှာအဲ့လိုမျိုးရော့ပရိတ်သတ်ကိုရော့ပေါင်းပေးပြီးတော့ရော့တွေ့ပြီလားဆိုပြီးတော့အဲ့လိုမပြဘူး။ဆိုတော့ရှောင်းဘက်ကရုပ်ရှင်တော်များတယ်အဲ့လိုပဲ။ပြတယ်။ပြီးရင်ကိုယ့်ကိုနားလေ။ဩဒါကြောင့်မလို့ဒီလိုဖြစ်တာဆိုပြီးတော့အဲ့လိုခံစားပြီးတော့လိုက်တွေ့ရတာ။ ော်တော်လေးကောင်းတယ်။ဟိုရုပ်ရှင်ကမြများဆဆာခန်းခန်းနာနာကြီးကြီးကျယ်ကျယ်အရန်ကြီးဆက်တွေ drama တွေ plot တွေအရန်ကြီးကြီးကျယ်ကျယ်မဟုတ်ဘူး။တာမန်လူမှုဘဝမှာတာမန်ဖြစ်နေတဲ့ဖြစ်ပျက်လေးတွေကိုပဲဇက်ထုပ်လေးတစ်ထုပ်နဲ့ဖွဲ့ပြီးတော့ပင်ဆက်သွားတာပေါ့။သူဒီရုပ်ရှင်က budget လည်းအများကြီးမတုံထားဘူး။သူတို့ဒီညစေးမှာရိုက်တယ်ဆိုလို့ရှိရင်ပထမနေ့ပေါ့နော်သူပြောတာတော့လူအများကြီးတော့ရိုက်ကြတယ်။တော့ရိုက်ပြီးတော့အဆင်မပြေဘူးပေါ့နော်လူတွေများတော့အုံဝိုင်းအုံကြီးကြတယ်ပေါ့။ ဲ့ဒါနဲ့သူတို့ဟိုနောက်နေ့ဆိုလို့ရှိရင်လူ9ယောက်လောက်နဲ့ပဲရိုက်တယ်ပြီးတော့ iPhone လဲတုံထားတယ်ပြောတယ် iPhone ဆိုပေမဲ့သူ gadget တော့ရှိတာပေါ့နော် gadget ဒီအတန်ဖန်းကိရိယာကောင်းကောင်းနေပေါ့ဒါပေမဲ့ရုပ်ရှင်ရိုက်နေမှမသိအောင်ခိုးရရတာပေါ့သူတို့ရုပ်ရှင်နဲ့သဘောကျတာကတကယ်အပြင်ပါ location တွေမှာရိုက်တယ်ပေါ့နော်စက်တင်မလောက်ဘူးလမ်းမပိတ်ဘူးတခြားဘာမှမလောက်ဘူးကြီးကြီးကျယ်ကျယ်ဘာမှမလောက်ပဲ ਨੇ ဒီလူတွေကြားထဲမှာပဲအဲ့လိုမတိမတာလေးရိုက်သွားတဲ့ပုံစံအဲ့လိုရိုက်ရိုက်ကြတယ်ကင်မရာဝေါ့နေဆိုလို့ရှိရင်လည်းလိုပဲအရင်ကြီး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  heavy ပုံစံတွေမလောက်ထားဘူးကောနော်ဒီလို independent film တွေရဲ့အထာအဲ့လို neon light တွေတုံးထားတယ်လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါပဲတင်ဆက်ထားတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာဇက်ညုံဇက်လံပြန်ကြည့်လို့ရှိရင်ပေါ့ပေါ့ပါပါမဟုတ်ဘူးလေးနဲ့ပြီးတော့တကယ်စိတ်တွင်းကြကြရိုက်ပြနိုင်တယ်ပေါ့နော် ပြီးတော့သူတို့ရုပ်ရှင်တွေရဲ့ထုံးစံတိုင်းကိုကြည့်နေရင်ねဟာကနေဟင်ကနေဖြစ်တဲ့မမျောလင့်တဲ့ဖြစ်ပျက်လေးတွေကိုရောထွေးပြီးထည့်ထားတယ်ပြီးရင်ပြောင်းနေတောင်မတိကြဘူးအဲ့မှာတော့စုံပြီးတော့စကားများ chaos ဖြစ်တဲ့အဲ့ဒီ things တွေလည်းပါတယ်အဲကြည့်ကြည့်ပေါ့เนาะကျွန်တော်အတိအကျတော့မပြောတော့ဘူးအဲ့တော့ဒီရုပ်ရှင်ကိုကျွန်တော်ကြိုက်တယ်သဘောကျတယ်စောက်ကြီးရကျူလည်းနတ်တယ်သူတို့ရုပ်ရှင်တွေကကျွန်တော်ခံစားရတယ်ပေါ့เนาะလွတ်လပ်တယ်ပေါ့ပါတယ်ဟို ဟာတာရုပ်ရှင်တွေဆိုရင်လည်းအဲ့လိုဟာတာဖြစ်တယ်ဒါပေမဲ့တစ်ဖက်ကိုပြန်ကြည့်တော့လည်းလေးလံနေအတွေးတွေအများကြီးနဲ့ကြံရိပ်စီခဲ့တဲ့ ရုပ်ရှင်တွေဖြစ်တယ်ပေါ့နော်အော်ဒီယိုရှင်ကထိုင်ဝမ်ရဲ့အကောင်းဆုံးနိုင်ငံခြားရုပ်ရှင် အော်စကာဆုကုစားပြုတဲ့ရုပ်ရှင်ဖြစ်တဲ့ထိုက်လဲထိုက်တန်နေပါတော့။ရှီချင်းနဲ့ချွန်ဘေကာကရုပ်ရှင်လှုပ်လာတာကြာပြီဆိုတော့ဒါရှီချင်းရဲ့သူ့ရဲ့ပထမဦးဆုံးဒါရိုက်တာလှုပ်တဲ့ရုပ်ရှင်ဖြစ်ပေမဲ့လည်းသူတို့ကရုပ်ရှင် တကယ် filmmaker တွေတကယ် indie filmmaker တွေတကယ်အနုပညာ level မြင့်တဲ့ filmmaker ဖြစ်တဲ့ကြောင့်ကောင်းမွန်တဲ့ debut လက်ရာတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။တရုတ်ရှင်က Netflix မှာကြည့်လို့ရပြီ။ Netflix ဝယ်ထားတဲ့သူဆိုလို့ရှိရင် Netflix မှာအားပေးပေါ့နော်။ကဲလို့ Netflix ဝယ်ထားလို့မရှိဘူးဆိုရင်တော့အမြန်မာ Sanan Tho website တွေမှာလည်းကြည့်လို့ရပါတယ်။ကြည့်ပြီးတော့ဘလို့မြင်ရှိလဲကျွန်တော်ဒီ video အောက်မှာအရောက်ဆွေးနွေးလို့ရပါပေါ့နော်။ဆိုတော့ကျွန်တော် video အစမှာပြောတဲ့ဟာနဲ့ပဲပြန်အဆုံးတက်လိုက်မယ်။အဆင့်ရှိတဲ့ရုပ်ရှင်တကားဖြစ်လာဖို့တော့ပေါ့နော်။ ဘတ်ဂျက်တွေပစ္စည်းပစ္စယတွေအကြီးကြီးတွေအများကြီးတွေမလိုဘူးလူကိုနိုင်ကရုပ်ရှင်လုပ်တဲ့သူကိုနိုင်ကအမှုပညာဝန်ဆာပြည့်မီဖို့ပဲလိုတယ်ဘလောက်ပဲဘတ်ဂျက်တော့တုံးဘလောက်ပဲစူးစားစူးစားစညုံမကောင်းနေရင်လည်းကောင်းမွန်တဲ့ရုပ်ရှင်တစ်ခုမဖြစ်ဘူးပေါ့သူတို့ရုပ်ရှင်လောက်တာတွေကိုကြည့်ပြီးတော့โอเคငါတို့လုံနိုင်တာနဲ့လုံတလောက်လုံမယ်အရေးကြီးတာကငါတို့စညုံအာအမှုပညာရည်တွေးမြင့်နေဖို့ပဲဘတ်ဂျက်တွေအကြီးစားတွေမလိုဘူးရှိတာလေးနဲ့ ဖြစ်အောင်လုပ်လို့ရတယ်ဆိုတော့ဟိုတိမှုပေါ့နော်အဲ့ဒီအတိကကျွန်တော်တို့အတွက်အများကြီးခွန်အားဖြစ်စေပါတယ်ဆိုတော့ဗီဒီယိုကတော့လောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗီဒီယိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်